ထဝယ်မြို့မှာသွေးလွန်တိုးခွေးကြောင်းမေလ29ရက်နေ့ညနေပိုင်းကခလိတူထမှန်သိဆိုခဲ့တယ်လို့ဂ ුණ ီဆောင်ရွက်ပေးနေသူတွေစီကသိရပါတယ်။သိဆိုသူကလေးဟာဒဝယ်မြို့ကျောင်းမော်ရွက်ွယ်မြစီတီဖျားလမ်းမှာနေတဲ့အသက်၄နှစ်အရွယ်ယောက်ျားလေးဖြစ်ပြီးဒဝယ်စီအိုကြီးမှာအဖျားယောဂါနဲ့စေကူတာမှုခံယူနေချိန်မေလ29ရက်နေ့ညနေပိုင်းမှာ သွင်းလို့တော်ခွေယောဂလက္ခဏာနဲ့သိဆုံးခဲ့တာလို့ကုညီဆောင်ရွက်ပေးသူအမျိုးသားကပြောပါတယ်။တဝင်းမျိုးပေါ်ရှိပြည်သူဆေးဦးကြီးနဲ့ပုဂလိကဆေးဦးတွေမှာအခုသတင်းပတ်တွင် သွင်းလို့တော်ခွေယောဂဖြစ်ပွားတာတွင် မြင့်တက်နေပြီးလာသားကနေဆေးကြောတဲ့အရွယ်ကလေးတွေ ဖြစ်နေကြကသွေးရဖို့လေအရန်ခက်ခဲနေတယ်လို့သွေးလူရှင်အသင်းအဖွဲ့တွေစီကတည်ရပါတယ်။မိုးရသည်မှာဖြစ်များလိမ့်ရှိတဲ့သွေးလုံးတုတ်ခွေယောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီးဂျမိုင်းဦးစီးဌာနရဲ့ဆောင်ရွက်ချက်တွေဟာဖြစ်ပွားမှုနှုံမြင်နေတဲ့ဒဝဲမျိုးပေါ်ရန်ချုံနိုင်တာမရှိဘူးလို့မြို့ကန်တူကပြောပါတယ်။ဒဝဲမျိုးမှာခုနေမွေးရသည့်အစားဖြစ်တဲ့မေလထဲမှာပဲသွေးလုံးတူခွေးကြောင့်တည်ဆိုးတဲ့ကလေးတို့အထိရှိလာပြီးဖြစ်ပါတယ်။ဒါပြင်ပြီးခဲ့တဲ့မေလ24ရက်နေ့ကလေဘေးမြို့မှာသွေးလုံးတူခွေးရောဂါနဲ့အသက်၄နှစ်ဝန်းကျင်အရွယ်ရှိတဲ့ကလေးတူတည်ဆိုးခဲ့ပါသေးတယ်။